1 channel ကိုကြည့်ရှုနေကြလို့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ1 channel ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လာစဉ်ကြတဲ့အရာတွေကိုထုတ်လွှင့်ပေးလည်ရှိပါတယ်ကျွန်တော်တို့ဗမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မတ်လ26ရက်ကနေပြီးတော့ဧပြီ1ရက်နေ့အထိဗိုလ်တော်ဘုရင်ဝေဖာသူများဗိုလ်တော်ဘုသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ် ဒီတစ်ပတ်တာအတွင်းမှာတော့ဗိုလ်တော်ဖူးနဲ့မွေးဖွားသူတွေဟာကန်စားတာအကောင်းဘက်မှာအလေးတာနေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရက်မျိုးတွေမှာကျွန်တော်တို့ထူးခြားတဲ့အဆောင်ပစ္စည်းတစ်ခုခုရရတဲ့ကိုယ့်အတွက်အကျိုးရှိစေတဲ့အဆောင်ပစ္စည်းတစ်ခုခုရရတဲ့အဲ့တော့ဒီလိုရက်မျိုးတွေမှာပဲကျွန်တော်ဗိုလ်တော်ဖူးနဲ့မွေးဖွားသူတွေဟာယတနာပစ္စည်းတွေကျွန်တော်တို့ဝင်တာမျိုးယတနာပစ္စည်းတွေကျွန်တော်ဝယ်မိတာမျိုးရတာမျိုးတွေကျွန်တော်ဖြစ်မဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ဗိုလ်ကူးနေမွေးဖွားသူတွေကရက်ဝေးရနေပြီးတော့ကိုယ့်ရဲ့ဧည့်သည်တွေရောက်လာတတ်တယ်အဲ့တော့ကိုယ့်ရဲ့ဧည့်သည်တွေရောက်လာနေကိုယ့်အတွက်ကောင်းနေပေါ့ တခုရှိတာကတော့ဒီရက်တွေအတွင်းမှာတော့ရက်ဝေးဟဲတွေရောက်နေပြီနဲ့ကို့အနီးနားပတ်ဝန်းကျင်ကကျွန်တော်တို့မိတ်ဆွေရင်းနေတဲ့ပတ်သက်ရင်တော့အဆင်မပြေတာမျိုးတွေကျွန်တော်ညှိမြနိုင်မရတာမျိုးတွေလမ်းခွဲရတာမျိုးတွေတွေဖြစ်တတ်တဲ့ရက်တွေတော့ဖြစ်ပါတယ်အဲ့တော့ဒီအနေအတွင်းမှာတော့ကျွန်တော်တို့ဗုဒ္ဓဟူးသားဆိုရင်တော့ဗာသတိထားနေလဲဆိုတော့ကျွန်တော်တို့မိမတယောက်ဒုက္ခပေးတာမျိုးမိမအနှောက်အယှက်ရှိတာမျိုးတွေတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီလိုရမျိုးတွေမှာတော့ပေါ်တူးနဲ့မွေးဖွားသူတွေဟာကိုယ့်ရဲ့ရီမန်းထားတဲ့ခရီးတွေဘယ်ခီးတွေသွားမလဲနိုင်ငံခီးရွက်ဖြစ်ဖြစ်ကိုကြီးမန်းထားတဲ့ခရီးတွေကျွန်တော်တို့သွားမယ့်ရက်တွေဖြစ်ပြီးအဲ့ဒီမျိုးသွားရင်လည်းကိုယ့်အတွက်အကျိုးထူးမယ်ကိုယ့်အတွက်အောင်မြင်စေတဲ့ခရီးတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွက်မှာတော့ပေါ်တူးနဲ့မွေးဖွားသူတွေဟာလုပ်ငန်းကိစ္စတွေကျွန်တော်စတင်ပြုမှုပြောဆိုလုပ်ကင်မယ်တခုအရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကင်ဆုံးဖြတ်မယ်ဆိုရင်လည်းလုပ်ကင်တဲ့ရက်တွေဖြစ်တဲ့အလုပ်ကင်လည်းကျွန်တော်တို့အဆင်ပြေအောင်မြင်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီလိုရမျိုးတွေမှာတော့ဗော်ဒဘူးနဲ့မွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့ခီးသွားပြီးလောရမယ့်ကိစ္စမျိုးတွေတွတ်တန်တက်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာတို့အလှပပစ္စည်းတွေအလှပအကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့ရွှေတို့ကျွန်တော်ရေတို့လမ်းလေတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရဖေးဆိုင်တို့ လက်ဖက်ဆိုလက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာထူးထူးခြားခြားအောင်မြင်အစဉ်ပြေကိုယ့်အတွက်အကျိုးရှိစေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အကျိုးရှိပြီးဘယ်လုပ်ငန်းပဲကိစ္စအနေနဲ့ပတ်သက်ရင်ကျွန်တော်တတိထားပြီးအလုပ်ခံဆောင်ရွက်တဲ့လဲဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေလိုပစ္စည်းမျိုးနဲ့ပတ်သက်တဲ့ကိစ္စတွေဖုန်းလုပ်ငန်းတို့မော်လုပ်ငန်းတို့ပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပဲမျိုးမျိုးပြောင်းမျိုးမျိုးဖျဲနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အိမ်လျှောက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအကျိုးဆောင်ပြီးလုံးဝမဲ့ကိစ္စမျိုးတွေအုပ်တို့အင်းတို့အေးတို့အချိုရီတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတတိထားပြီးအလုပ်ခံဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေတွင်မှာတော့ဝရဖူးနဲ့မွေးဖောက်သူတွေဟာရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ကျင်နေဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ပန်းဟိုးတစ်လုံးနဲ့ပဲအဲ့တော့ကိုယ်ကြီးမှရှိတဲ့ပန်းဟိုးအဟောင်းဆိုလည်းရတယ်ဘာပန်းဟိုးဖြစ်ဖြစ်ဂျီဟိုးပဲဖြစ်ဖြစ်ဂျီဟိုးပဲဖြစ်ဖြစ်ပန်းဟိုးဖြစ်ဖို့ပဲလိုတယ်အဲ့တော့ပန်းဟိုးတုံးနဲ့ကိုယ်ရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအများလာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတွေမှာတော့အင်တော်ရှင်တွေဖို့ကျွန်တော်အရှုပ်ရှင်းပြဿနာတွေဖြစ်တဲ့ပြီးချစ်သူကြီးစားတွေဖို့ကတော့ပျော်ရှင်ရမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့ကျမ်းမိုင်းနဲ့ပတ်သက်ရင်ဒီလိုရမျိုးတွေမှာဘာတတိထားလဲဆိုကျွန်တော်ဥကောင်းနဲ့ပတ်သက်တာအယိုးကျောင်းနဲ့ပတ်သက်တာလေးတွေကတော့တတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းရဲ့ဗိုလ်တပုနဲ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ3 3 4 6ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာပဲဗိုလ်တပုနဲ့မွေးဖွားသူတွေဟာကျွန်တော်ကိုယ်တခုလေးလူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်တခုကိစ္စလေးထူးထူးခြားခြားအောင်မြင်ဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့ကျွန်တော်အိမ်ဖះမှာပဲမျက်စောဖះရှင်ကိုရိုမြတ်ကြီးကိုလက်ဖေးတစ်ခွက်လေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ။ ဗိုလ်တပုနေမွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။